ကိုယ့်ရဲ့စိတ်ထဲမှာတကယ်ကိုရှင်းရှင်းလင်းလင်းနားလေထားတဲ့နဲ့ဂါထာတော်တစ်ပုဒ်နော်ကိုဘဝမှာကိုသာလင် ကိုအတွက်အားကိုရရှိတယ်ကိုဟာလွဲလို့တခြားသူတွေကကိုအတွက်အားကိုရမဟုတ်ကြဘူးဒီစကားလေးကရှင်းရှင်းလင်းလင်းတော့နားလည်ဖို့လိုတယ်အပေါ်ယံအားကိုအားရာပြုတ်မှုကတော့တယောက်ကတယောက်အမိပြုတ်ပြီးတော့အားကိုပြီးတော့နေရတာပေါ့ ဒီနေရာမှာကိုယ့်အတွက်ကိုယ်ပဲအားကိုးစရာ ကိုယ်မှာပဲကိုယ့်အတွက်အားကိုးရာရှိတယ်သူများကကိုယ့်အတွက်အားကိုးရာမရှိဘူးဆိုတာကဘလို့ခြေနေမျိုးကိုရည်ပဲပြီးတော့ပြောတာတော့တကယ်ဘေးတကယ်ဒုက္ခတွေနဲ့တွေ့လာတဲ့အခါမှာသူများစီမှာကိုယ့်အတွက်အားကိုးရာမရှိဘူးတကယ်အရေးတကယ်ဘေးနဲ့တွေ့လာတဲ့အချိန်မှာသူများစီမှာကိုယ့်အတွက်အားကိုးရာမရှိဘူး ကိုယ့်ရဲ့ရင်ဆိုင်နိုင်တဲ့ဉာဏ်ပညာကိုယ့်ရဲ့လက်ခံနိုင်တဲ့အစွမ်းတတ္တိနော်ဘဝရဲ့ဒုက္ခတွေနဲ့ကြုံလာတဲ့ချိန်မှာနားလည်မှုဉာဏ်ပညာလက်ခံနိုင်မှုခန္တီဒီသဘာဝတရားတွေမြင့်မြင့်မာမာရှိနေမှသာလေဘုန်းဘုရဲ့စိတ်နှလုံးဟာငြိမ်းအေးမှာအဲ့ဒီချိန်မှာဥစ္စာပစ္စည်းရလဲကိုယ့်အတွက်အာကိုရမဟုတ်ဆွေတွေမျိုးတွေမိဘတွေသာသမီတွေချစ်ချင်းဝင်သူတွေဘယ်သူမှကိုယ့်အတွက်အာကိုရမဟုတ် အဲ့ဒီအချိန်မှာအဲ့ဒီအချိန်ဆိုတာဘယ်အချိန်နော်တကယ်အကြီးတကယ်ဘေးနဲ့ကြုံလာတဲ့အချိန်အဲ့တော့တကယ်အကြီးတကယ်ဘေးဆိုတာဘာကိုပြောတာရောဦးချင်းနာချင်းတေချင်းနဲ့တွေ့လာတဲ့အခါမှာနော်အိုးလာပြီဆိုရင်အော်ဘေးမှာဘာတွေရှိလို့မှဒီဦးချင်းတရားကြောင့်ဖြစ်ရတဲ့ဒုက္ခတွေဟာပြည်လေမသွားဘူးအထူးသဖြင့်ဦးတွေဆိုတာက နှိမ့်ဆက်တာတဲ့ နာရယ်ဆိုတာကြီးကနှိမ့်ဆက်တာ ပို့ပြီးတော့ကြီးကျယ်တယ်။အူချင်းဘေးတဲ့နာချင်းဘေးကပို့ပြီးတော့အစွမ်းတတ္တိကြီးမှမှရှိမှရင်ဆိုင်နိုင်မဲ့ဘေးပဲ။သူကပို့ပြီးတော့ကြောက်မဲ့ဖွေရကောင်းတယ်။တကယ်နာချင်းခံခတ်မှုဖြစ်လာပြီ။ကျမကြီးတကယ်ပျက်စီးလာပြီလူတွေကအားငယ်ကြတယ်။အထူးသဖြင့်ဒီယောဂါကကုလို့မရတော့ဘူးတဲ့။နော်သေခြင်းကို ရင်ဆိုင်ရစေမဲ့ယောဂာဇိုးမျိုးဒီတောင်ကမကြော်တော့ဘူးတဲ့ဒီလိုမျိုးမြန်းနော်စိုးရတဲ့ယောဂာမျိုး ဖြစ်ခဲ့မယ်ရှင်ပိုးပြီးတော့စိတ်နှလုံးကအားငယ်ရလိမ့်မယ်အင်းအဲ့ဒါထက်ပိုးပြီးတော့ကြောက်မွက်ဖွယ်ရကောင်းတာကကိုကိုကိုအော်ငါတော့တေးရတော့မှာပဲနော်ဒီအချိန်လေးဘလို့မှငါမလွန်ဆန်နိုင်တော့ဘူးတေးခြင်းတရား ဲ့ဒီတည်ခြင်းတရားနဲ့တွေ့လာပြီဆိုရင်တော့ပို့ပြီးတော့ဘုဖုံတို့ရဲ့ပုထုဇဉ်တွေရဲ့စိတ်ဟာအားငယ်ရလိမ့်မယ်အဲ့တော့တကယ်အရေးတကယ်ပဲဆိုတာအိုခြင်းနာခြင်းတည်ခြင်းနဲ့တွေ့လာတဲ့အနေအထားကိုပြောတာအထူးသဖြင့်နာခြင်းနဲ့တည်ခြင်းဘုဖုံတို့မှာအားငယ်ရမယ့်အချိန်တွေကိုရောက်လာအောင်မဲဆိုတာကိုနားလည်ဖို့လိုတယ်နော်အားငယ်ရမယ့်အချိန်တွေရောက်လာအောင်ပါနော်ခုချိန်မှာတော့ဘုံတို့ကကျမ်းမာရေးလေးလေးအထိုက်လျောက်ပြည်စုံနေ စာဝင်ရေးလည်းပြည်စုံနေအထူးသဖြင့်စီဝါရေးလေးလည်းအဆင်ပြေမယ်မိသားစုဆက်ဆံရေးလေးလည်းအခြေအနေကောင်းမယ်ဆိုရင်ကိုယ့်ကိုယ်ကိုအဆင်ပြေတယ်လို့ပဲထင်နေတာဒီချိန်မှာအားငယ်တယ်လို့မရှိဘူးပေါ့ဟုတ်လားအားငယ်မှုကပင်ကိုယ်ကွာစမရှိလို့မရှိတာမဟုတ်ဘူးအားငယ်စရာအကြောင်းနဲ့မတွေ့သေးလို့အားမငယ်သေးတာဟုတ်လားအားငယ်စရာအကြောင်းနဲ့တွေ့လာရင်အားတွေကဘာဖြစ်ကြမှာတော့ငယ်ရမှာနော်ဟုတ်လား တကယ်ကျမကြီးစူစူဟာဖောက်ပြန်ကြည့်တောက်လျှောက်အားငယ်တာပဲဟုတ်လားတေးရတော့မယ်မန်တကယ်မြန်သိမယ်ဆိုရင်ဘယ်တော့တောင်အားငယ်မလို့ဟုတ်လားအဲ့ဒါလို့အားငယ်ရမယ်အချိန်မှာအားကိုရှိတာကိုဘုံဘုံတို့မှာနော်မလိုအပ်ဘူးလားလိုအပ်နော်အဲ့ဒီချိန်မှာအားကိုဖြစ်မဲ့အရာက အားကိုရမယ်အရာကဘယ်အရာလဲဥစ္စာပစ္စည်းရလည်းပဲထင်တယ်လို့မဟုတ်ဘူးနော်ဟုတ်လားစဉ်းစားကြည့်ချစ်တဲ့ခင်တဲ့လူတွေ ဘလောက်ပဲဝိုင်းဝန်းလေလီနေအဲ့ဒါတွေကလည်းပဲကိုယ့်ရဲ့စိတ်နှလုံးမှာလောင်းနေတဲ့တောကပိဋိဒေဝမိကိုတကယ်စင်စစ်ညှိမ့်ပေးနိုင်တာမျိုးမဟုတ်ဘူးအဲ့တော့ဘုန်းကဒါလေးကိုအလေးနဲ့ထားပြီးတော့ပြောချင်ပါတယ်နော်နာခြင်းတရားတည်ခြင်းတရားနဲ့တွေ့လာရင်ပုထုရှင်ရဲ့စိတ်ဟာဘာလို့အားငယ်ကြတာလို့ဆိုတော့သူနားလည်အောင်လုပ်မထားဘူးအဲ့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့အဲ့ဒီအနေထားတွေနဲ့ပတ်သက်ပြီးတော့နားလည်မှုမရှိဘူးနားလည်မှုမရှိတဲ့အတွက်ကြောင့်သူဟာဒီသဘာဝတွေနဲ့ပတ်သက်ပြီးတော့ အများကြီးမမောတယ်တွေ့တာတယ်သူစိတ်ထဲမှာတွေ့တာမမောမှုရှိနေတဲ့အဲ့ဒီပုံကောသူတွေ့တာမမောတဲ့အရာနော်ပြိုလဲတော့မယ်လို့ရိုင်နေလာတဲ့အချိန်မှာနော်တမျိုးတမီဖောက်ပြန်ပြောင်းလဲလာတဲ့အချိန်မှာအော်ငါတော့ဒီအချိန်နေရတော့ပြောင်းတော့မယ်နဲ့တူတယ်လို့ထင်ရတဲ့အချိန်မှာသူ့စီရမှာဖြစ်လာတော့အားငယ်တော့မယ်ပေါ့ဟုတ်လားအဓိကကတော့ဘာလို့အားငယ်တာလဲဆိုရင် အဲ့ဒီမြတ်နိုးမှုမကင်းလို့အားငယ်ရတာအခုလည်းပဲမြတ်နိုးနေတာပဲဘာဖြစ်လို့အားမငယ်တာလို့ဆိုတော့ကိုမြတ်နိုးတဲ့အရာက ပြက်မယ်လို့ကိုကိုအချက်မပြသေးလို့အားမငယ်သေးတာအဲ့ဒီအချိန်ကျတော့ကိုမြတ်နိုးတဲ့အရာကဘလို့အချက်တွေပြနေပြီတော့ပြက်တော့မယ်အချက်ပြနေပြီဟုတ်လားအဲ့တော့ကိုမြတ်နိုးတဲ့အရာပျက်စီးမှုကြုံလာတဲ့အချိန်မှာဘုန်းဘုန်းတို့တွေကအားငယ်ကြတာပါပဲဟုတ်လား အဲ့တော့ဒီသဘာဝတရားတွေကတော့သူကပျက်စီးမှုလမ်းကြောင်းပေါ်မှာသွားနေတာဖြစ်တဲ့အတွက်ကြောင့်မပျက်စီးအောင်သူ့ကိုတားမယ်ဆိုလို့ကတော့ဘယ်လိုမှမဖြစ်နိုင်ဘူးဟုတ်လားသူကတော့ပျက်စီးမှာပဲပျက်စီးမှုလမ်းကြောင်းပေါ်မှာသွားနေတာအဲ့တော့ဘုန်းဘုန်းတော်ကအားမငယ်ခြင်းမူဆိုရင်အဲ့ဒီပျက်စီးမဲ့အရာတွေရဲ့အပေါ်မှာတွေ့တာမမုန်းမှုကိုရှော့ချဖို့ဆိုတဲ့နိလန်းတစ်ခုပဲရှိတယ်အားမငယ်ခြင်းမူဆိုရင်ဘာလို့ရမှာလဲတွေ့တာမမုန်းမှုကိုရှော့ချအဲ့တော့တွေ့တာမမုန်းမှုကိုရှော့ချမယ်ဆိုရင်လည်းပဲ တွေ့တာမမောမှုကဘာကြောင့်ဖြစ်နေတာတော့ဆိုတော့ဒုက္ခသစ္စာဆိုတဲ့ဆင်းရဲခြင်းအမှန်မကောင်းတဲ့သဘာဝတွေဖြစ်နေတာဆိုတဲ့အမှန်တရားကို မသိလို့တွေ့တာမမောမှုကဖြစ်နေတာဟုတ်တယ်မို့လားကိုတွေ့တာမမောနေတဲ့အရာတွေကတကယ်တမ်းကကောင်းမွန်တဲ့အရာတွေမဟုတ်ဆွဲလန်းသိမ့်ပိုက်တဲ့အရာတွေမဟုတ်သို့တော့အဲ့ဒီအမှန်တရားကိုဘုံဘုံတော့သိသလားမသိဘူးပြောရရင်အမှန်တရားကိုမသိတဲ့မောဟအဝိဇ္ဇာနော် ဒီသဘာဝတရားစိုးကြောင့်ဘုံဘုံတို့တွေ့တာမမောမှုဆိုတာဖြစ်တာဟုတ်လားတွေ့တာမမောမှုဖြစ်ပြီဟေ့ဆိုတာ ਨੇ ကိုတွေ့တာမမောတဲ့အရာပျက်စီးတော့မယ်လို့အချက်ပြတဲ့အချိန်မှာဘုံဘုံတို့ဘာဖြစ်ကြရပြီတော့အားငယ်ကြရပြီစိုးရိမ်ကြရပြီငိုကြွေးကြရပြီဟုတ်တယ်မို့လားဒါကြောင့်စိုးရိမ်မှုငိုကြွေးမှုအားငယ်မှုတွေကိုဖြစ်ချင်မှုဆိုရင်တွေ့တာမမောမှုနည်းအောင်ဘုံဘုံတို့စူးစမ်းဖို့ပဲရှိတယ် တွေ့တာမမောမှုနဲကျင်တယ်ဆိုလို့ရှိရင်လေဘဝရဲ့ဒုက္ခသစ္စာသဘောမကောင်းမွန်တဲ့တဘာဝတို့ရဲ့ဖြစ်စဉ်ပဲဆိုတဲ့အမှန်တရားကိုသိအောင်ဘုရားတို့ဘာလို့အောင်မလို့ကျိုးပန်းအထောက်ရမယ်အဲ့လိုဆိုရင်ဒုက္ခသစ္စာမကောင်းတဲ့တဘာဝအမှန်တရားတွေလို့ဘဝခန္ဓာရဲ့အပေါ်မှာအမှန်သိဖို့ဆိုရင်ဘုရားတို့ဘာလို့အောင်မလို့ဆိုသတိပဋ္ဌာန်တရားကိုအထောက်ရမယ်မြင်တိုင်းကြားတိုင်းအနံ့ရတိုင်းစားတော့တိုင်းတွေ့ထီတိုင်းတွေ့ကြံတိုင်းချမ်းသာမှုဆင်းရဲမှုဝေဒနာတွေဖြစ်တိုင်း နော်အနှစ်ချုပ်ပြောရရင်တော့ဒါပါပဲဟုတ်လားမြင်ကြားနံစားထိတွေး6မျိုးအဲ့ဒီ6မျိုးကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့စိတ်ထဲမှာချမ်းသာခြင်းဝဆင်းရဲခြင်းဝမ်းသာခြင်းဝမ်းနေခြင်းဆိုတဲ့ဝေဒနာတရားများဒီဟာတွေဖြစ်တာကိုဘုန်းတော်ဘာလို့မလို့ဖြစ်နေတဲ့အတိုင်းလိုက်ပြီးတော့တိမှတ်နေရမယ်ရှုမှတ်နေရမယ်ကြည့်ရှုနေရမယ်ပေါ့ဒါဖြစ်ရင်ဒါဖြစ်သွားတယ်လို့သိမယ်အဲ့တော့မြတ်စွာဘုရားပို့ပြီးတော့နားလည်မှုရှိအောင်ကြိုးစားတဲ့နေရာမှာလွယ်ကူဖို့ဘုရားနေစာသင်ပေးတော့ ဝင်လေထွက်လေကိုကြည့်တဲ့နေရာနဲ့သင်ပေးတယ်။အဲဝင်လေထွက်လေကအမြဲတမ်းဝင်နေတယ်ထွက်နေတယ်။ဟုတ်လား။အဲ့ဒီဝင်ထွက်နေတဲ့လေလေးကိုဘာလို့မလို့အမြဲတမ်းကြည့်နေတယ်။ဝင်လေထွက်လေကြောင့်ဖြစ်နေတဲ့ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုလှုပ်ရှားမှုနော်ဝမ်းပိုက်ရဲ့တင်းသွားမှုညော့သွားမှုဖောင်းလာမှု ပိန်သွားမှုနော်ဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့သဘာဝအမျိုးမျိုးဟုတ်လား။အဲ့ဒါလေးကိုဘာလို့မလို့ ဖြစ်တိုင်းလိုက်ပြီးတော့ရှုမှတ်နေတယ်ကြည်နေတယ်သိနေတယ်အတူတူပါပဲဟုတ်လားအဲ့ဒီလိုခေါင်းခွန်းတို့ဒလဇက်ခန္ဓာရဲ့တဘာဝကိုဖြစ်နေတဲ့အတိုင်းလိုက်ပြီးတော့သိနေဘူတော်ဘူတံပတ္တတိပဲနော်ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလိုက်ပြီးတော့သိအဲ့လိုလိုက်သိနေလို့ရှိရင်ခန္ဓာရဲ့မကောင်းမွန်တဲ့ဒုက္ခသစ္စာသဘောတွေကိုတဖြည်းဖြည်းနဲ့မလိုလားမလို့နားလည်လားပဲဩအမြဲတမ်းပြောင်းလဲနေတဲ့အရာပဲတီးနေတာရက်နေတာမှမဟုတ်ပဲဓာတာပဲအမြဲတမ်းဆက်ဖြစ်နေတာမှမဟုတ်ပဲ တဘာဝတရားတွေကတမျိုးတမျိုးတပြိုဖြစ်နေတာပဲနော်ပြောင်းလဲနေတဲ့သဘောတွေပဲလို့သိမယ်ပြောင်းလဲနေတဲ့သဘောတွေလို့သိရင်မကောင်းမွန်တဲ့သဘာဝတွေပဲလို့သိတော့မှာပဲသူဒုက္ခလက္ခဏာပေါ့နော်ဒီသဘာဝကြီးဟာဘလို့လုတ်ပြီးတော့မှမပြောင်းလဲအောင် ကောင်းမွန်အောင်ငါလုတ်လို့မရပါလားပြောင်းလဲမှုဖြစ်စဉ်ကြီးကိုမပြောင်းလဲအောင်တည်တတ်အောင်ဘုံဘုံမလုံနိုင်ဘူးနော်မကောင်းမွန်တဲ့ဖြစ်စဉ်ကြီးကိုကောင်းမွန်အောင်လည်းလုပ်လို့မရဘူးဆိုလိုတာကအနိစ္စကိုနိစ္စဖြစ်အောင်လုပ်လို့မရဘူးဒုက္ခကိုဒုက္ခဖြစ်အောင်လုပ်လို့ မရဘူးကျွတ်ရရဲ့စိတ်ကလေးကအိိဆာကိုနှိိဆာဖြစ်ချင်တယ်နော်ဒီတိုင်းဒီတိုင်းလေးရက်တီနေခြင်းနဲ့ပြောင်းလဲမသွားခြင်းဘူးဟုတ်လားကောင်းမွန်ခြင်းနဲ့မဆိုးဝါးခြင်းဘူးသို့တော့ယုံနဲ့ရဲ့တဘာဝကတည်မြဲတဲ့သဘောလည်းမရှိဘူးကောင်းမွန်တဲ့သဘောလည်းမပါဘူးအဲ့ဒါကိုသိလို့ရှင်ဩငါဘလို့ပဲတည်မြဲခြင်းနေနေကောင်းမွန်ခြင်းနေနေ तू ကအဲ့လိုလုပ်လို့ရတဲ့အရာမဟုတ်ပါလားလို့တိသွားတာကိုဘယ်လိုခေါ်လို့အနတ္တကိုမြင်နေခေါ်တာပေါ့နော် သူသဘောသူဆောင်နေတာငါဘာမှဝင်ရောက်ပြီးတော့ငါအလိုငါဆန္ဒငါသဘောဘာမှလှုပ်လို့မရပါလားငါအလိုငါဆန္ဒကဘာတွေဖြစ်ချင်တာတို့တည်မြဲခြင်းနဲ့ကောင်းမွန်ခြင်းတည်းဟုတ်တယ်မို့လားအဲ့ဒီဆန္ဒကပြည့်မဲ့ဆန္ဒလားမပြည့်ပါဘူးဟုတ်လားအဲ့လိုကိုစိုးကိုပိုင်ကိုဖြစ်ချင်တဲ့အတိုင်းမဖြစ်ဘူးဆိုတာကိုဘာလို့ပြောကြတာတို့အနတ္တလို့ပြောတာနော်အဲ့ဒီအနိစ္စဒုက္ခအနတ္တကိုသိဘာလို့ ਆ မှာတော့သတိပဋ္ဌာန်တရားပွားရမယ် သတိပဋ္ဌာန်တရားပွားရင်ဒိသဒုက္ခအနတ္တတိမယ်တဖြည်းဖြည်းနဲ့နော်ဘဝခန္ဓာရဲ့ဒုက္ခသစ္စာသဘောကိုနားလည်လာမယ်နားလည်လာရင်နားလည်လာတယ်လို့ဘဝခန္ဓာရဲ့အပေါ်မှာညှိကပ်မှုတွေ့တာမှုမမုန်းမှုဘာဖြစ်သွားမလို့နဲမယ်ညှိကပ်တွေ့တာမှုနဲရင်နဲသလောက်နော်ပျက်စီးခြင်းကြလို့ပျက်စီးရတဲ့အခါကာလမျိုးမှာဒီလိုပါပါတော့အများကြီးလက်ခံနိုင်တယ်ဟုတ်တယ်မဟုတ်လားနော်လက်ခံနိုင်တယ်ဆိုတာဘုံဘဝခန္တီလို့သုံးကြတယ်သိခံနိုင်တယ်ဒေါသမဖြစ်ဘူး ဒါ तू ကဖြစ်တတ်တဲ့သဘာဝကြီးဒီတိုင်းဖြစ်မဲ့သဘောကြီးဒါပဲ तू လမ်းတင် तू သွားတာ။ကိုကမကြိုက်လို့နော်ဒေါသတွေဖြစ်နေလို့လက်မခံနိုင်လို့လည်းပဲ तू ကပြောင်းလဲပေးမယ့်အရာဟုတ်သလား။ तू ကတော့ပြောင်းလဲပေးမှာမဟုတ်ဘူးနော် तू ကတော့ तू လမ်းစဉ် तू တိုင်းသွားမှာ तू လမ်းစဉ်ကဘယ်လမ်းစဉ်နော်။အနေအဆဖြစ်တဲ့လမ်းစဉ်ဒုက္ခဖြစ်တဲ့လမ်းစဉ်ပေါ့ဟုတ်တယ်မို့လား။အဲ့တော့ဘုန်းဘုန်းတော်ကသူ့ကိုဒေါသမဖြစ်ဘဲနဲ့ပြည့်စည်လာတဲ့အချိန်မှာ နော်စိတ်မတူစီပဲနဲ့စိတ်တိုင်းမကြရည်မဖြစ်စီပဲနဲ့နော်နေနိုင်ဖို့ဆိုတာပါတော့တိခံမှုပေါ့ဟုတ်လားလက်ခံနိုင်မှုတိခံမှုမြင်မာအဲ့ဒီတိခံမှုမြင်မာဖို့ဆိုရင်သူ့ရှိရာဘာမြင်မာမှာတော့ဆိုတော့နားလည်မှုမြင်မာရမယ်နားလည်မှုကပညာပဲလက်ခံနိုင်မှုကခန္ဓာပဲသဘောပေါက်လားမသိနော်နားလည်မှုကဘာတော့ပညာအမှန်တိုင်းသိတာအမှန်တိုင်းသိရင်လက်ခံနိုင်တာပဲ ဟုတ်လားအဲ့တော့ကျွန်တော်ကနားလည်မှုကိုမြင့်တင်လိုက်လို့ရှိရင်လက်ခံနိုင်မှုကလည်းမဖြစ်လာဘူးလို့မြင့်လာမယ်အဲ့ဒီအချိန်မှာဘုံတို့စိတ်ဟာရောက်ရက်ခတ်တာတွေပူလောင်တာတွေမဖြစ်သွားမှာလို့နည်းသွားမယ်နော်တည်ငြိမ်မှုအေးချမ်းမှုရမယ်ပေါ့ဘယ်လိုအနေအထားမျိုးမှာတော့အားငယ်စရာကောင်းတဲ့အခြေအနေတွေနဲ့ကြုံလာတဲ့အချိန်မှာဘုံတို့စိတ်ကလေးဟာတည်ငြိမ်မယ်အေးချမ်းမယ်ပေါ့အားငယ်စရာကောင်းတဲ့အခြေအနေကဘယ်အခြေအနေကိုပြောတာတော့အထူးသဖြင့်နာခြင်းသိခြင်းမတွေ့ဘဲနေမှာမဟုတ်ဘူးနော် သက်တွေလည်းကြီးပြီဟုတ်လားဘွားဟုတ်လားအသက်တွေကြီးပြီဆိုတော့တွေ့ဖို့ကမဖြစ်လာတော့အရန်ကိုနီးကပ်နေပြီဟုတ်လားအဲ့ဒီအချိန်မှာငါအားငယ်မှလားဒါမှမဟုတ်ငါမှနော်ဘွားခန္ဓာကြောင့်အမှန်သိအောင်လှုပ်ထားတယ်ဉာဏ်ပညာရှိတဲ့တို့ကြောင့်အားကိုရရှိလို့ငါအားမငယ်ပဲနေမဲ့ငါလားဘာလို့ဖို့လို့တော့စီစစ်ဖို့လို့တယ်နော်အားငယ်မဲ့ငါလားအားမငယ်မဲ့ငါလားဒီတိုင်း နေလို့ဉာဏ်ပညာကိုရအောင်ရှာမထားဘူးဆိုရင်တော့တတ္တဝါတွေကဘာဖြစ်ကြမှာတော့အားငယ်ကြမှာနော်ဟုတ်လားဒါကြောင့်အားငယ်ချိန်မှာအားကိုရှိဖို့ဆိုလို့ရှိရင်ဘုန်းဘုန်းတို့ဘာရအောင်လုပ်ထားမှာဆိုတော့အမှန်ကန်နားလည်မှုပညာကိုရအောင်ရှာထားရမယ်ဘယ်နည်းလမ်းကိုအသုံးပြုပြီးတော့ရှာမှာတော့တတိပဋ္ဌာန်နည်းလမ်းကိုအသုံးပြုပြီးတော့ရှာရမှာနော်ဝင်လေထွက်လေကိုအခြေခံနေရာမှာထားပြီးတော့အမြဲတမ်းတည်တဲ့အလေးချင်းကိုလေ့ကျင့်ရအာနာပါနာကမ္မထံပင်တိုင်းထားပြီးတော့လေ့ကျင့်ဟုတ်လား လေ့ကျင့်ပြီးရင်ဘာလို့မလုပ်မြင်တိုင်းကြားတိုင်းအနံ့ရတိုင်းစားတော့တိုင်းတွေးထီတိုင်းတွေးကြံတိုင်းအဲ့ဒီ6မျိုးကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ချမ်းသာမှုဆင်းရဲမှုတွေဖြစ်တိုင်းဖြစ်တိုင်းဒါအနှစ်ချုပ်ကလေးကိုပြောတာဟုတ်လားအဲစိတ်သာသွားပြီးတော့အထုတ်မှရလို့မဟုတ်တော့ဘူးနော်ဟုတ်တယ်မဟုတ်လားဒီသဘာဝတွေကအမြဲတမ်းဖြစ်နေတာပဲလေနော်စိတ်သာဆိုတာကတစ်နှစ်မှာဘယ်နှစ်ရက်သွားနိုင်မှာတော့တကယ်လက်တွေ့ဘဝကိုယ့်အိမ်မှာပဲကိုနေကြတာမဟုတ်လားဟုတ်လား တကုတ်အိမ်မှာကိုနေတဲ့အချိန်မှာကိုယ်ခန္ဓာအကြောင်းကိုယ့်အကကိုတိအောင်လုပ်တာပဲတတိပဋ္ဌာန်ဤပညာကိုကျွမ်းကျင်အောင်လေ့လာသင်ယူပြီးလို့ရှိရင်အဲ့ဒါကိုတတ်နိုင်နေပြပါတော့လေ့ကျင့်အဲ့ဒီဤဖြင့်တန်လေဘုံဘုံတို့ဟာဘဝခန္ဓာအကြောင်းကိုအမှန်သိတဲ့ဉာဏ်ပညာကိုရနိုင်တာဖြတ်လမ်းမရှိဘူးနော်တတိပဋ္ဌာန်ဤပညာကိုအသုံးပြုမှသာလေဘုံဘုံတို့ဟာဉာဏ်ပညာကိုရနိုင်တာအဲ့ဒီဉာဏ်ပညာဆိုတဲ့နားလည်မှုကိုရမှခန္တီဆိုတဲ့ ခြေအနေဆိုးတွေနဲ့တွေ့လာတဲ့အခါမှာတိခဏနိုင်တယ်လက်ခံနိုင်တယ်ဆိုတာဖြစ်တာ